အရခတ်တော် AA ကနေပြီးတော့မှဒါထုတ်ပြန်တဲ့အဲရုပ်တံကျွန်တော်တို့ကြည်ရတယ်ပေါ့နော်အကြည်ရတဲ့ခါကျတော့နံပါတ်1အချက်ကတော့ကြည်ရခြင်းမှာကျွန်တော်အားရတယ်ပေါ့အမုံတရားပေါ်အခြေခံပြီးအားရတာမဟုတ်ပေါ့နော်အဘာလို့အားရတာလဲဆိုတဲ့ခါကျတော့ဟိုတိုင်းကြီးမှာဟို institution ခိုင်မာလပါကြီးရဲ့ဆိုတဲ့ဒါအကျန်းဖက် စက်တက်ကိုလေနော်အအကြံဖက်စက်တက်ကိုဒါကျွန်တော်တို့ဒါတိုင်းရင်းသားတော်လိုင်းရဲ့အဖွဲ့အစည်းကနေပြီးတော့မှစနစ်တကျဒါခြေမုံတာပေါ့နော်စည်ရဲ့သဘောတရားအရာဆိုလို့ရှိရင်နော်ဟိုဒါတကယ်ကိုအနီးပြူဟာကြက်ကြပေါ့နော်ကျွန်တော်တို့အနီးပြူဟာကြက်ကြဒါ စခန်းသိမ်းတိုက်ပွဲကိုဆင်နေသွားတယ်ထူကြတဲ့ကိစ္စအသုံးပြုတဲ့လက်နက်တွေပေါ့အဲ့တော့အဲ့ဒီဗီဒီယိုမှာဆိုရင်ဒါကျွန်တော်တို့အဲတချို့အဲရဲဘော်တွေခိုင်ဆောင်ထားတဲ့အဲ type 81ပေါ့နော်အဲပါရီကန်ပေါ့ပါရီကန် rifle အမျိုးအစားကလွဲလို့ရှိရင်ကျန်တဲ့ကျွန်တော်တို့ view ဟာမြောက်လက်နက်တွေအကုန်လုံးကဒါရန်သူရဲ့လက်နက်တွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုဗီဒီယိုစဖုံးဖွင့်ခြင်းမှာပဲတွေ့လိုက်ရတဲ့ဒါ105 အဲနော်105မမဟော်ဝီဇာအမြောက်ကြီးနဲ့အထုတ်ချလိုက်တာပေါ့အဲပြောမယ်ဆိုရှင်ဒါဒီ105မမဟော်ဝီဇာအမြောက်ကြီးဆိုတာဒါကျွန်တော်တို့တော်လိုင်းရင်အင်အားစုတွေဘက်ကထုတ်လုပ်နိုင်တဲ့အင်အားမှမရှိဘူးပြအမ်ရန်ကျွန်တော်တို့ရဲ့ရန်သူစစ်တပ်တောင်မှ သူမထုတ်နိုင်ဘူးလေနော်ဒါတော့သူနိုင်ငံခြားကနေဝယ်ရတာအဲ့တော့ဒါရန်သူရဲ့လက်နက်ကိုအသုံးပြုပြီးတော့မှဒါတကယ်ကိုဖြူဟာကြကြအသုံးပြုသွားတာပေါ့နော်အဲနောက်ပြီးတဲ့အခါမှာကျွန်တော်တို့ထပ်ပြီးအဲတွေ့ရတာတွေဆိုလို့ရှိရင်ဒါပခုံတန်းအမျိုးအစားတွေတည်းရဆိုရင်ဒါကျွန်တော်တို့ဒီ MA10 ပေါ့နော် RPG တွေ့ရတယ်နောက်ပြီးတဲ့အခါမှာကျွန်တော်တို့အဲ84 အာမီလီမီတာနော်ဒါကျွန်တော်တို့ပခုံးတန်းနော်တင့်ဖြတ် rifle ပေါ့နော်ဒါကြီးကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတဲ့ခါကျလို့ရှိရင်ဒါကျွန်တော်တို့အာ0.5စက်တနက်ကြီးတွေနောက်ပြီးတဲ့ခါမှာဒါစက္ကစလေရင်လာတဲ့အခါမှာဆိုရင်အာ30ခွန်မမလေရင်ပြစက်တနက်ကြီးတွေ ਨੇ ပြန်ပြစ်တာပေါ့အဲ့တော့ပြောရဆိုချင်းအဲ့မှာသုံးသမျှဗျူဟာမြောက်လက်နက်တွေအကုန်လုံးကအာရန်သူလက်နက်တွေပြစ်နေတယ်ပေါ့နော်အဲ့တော့ကျတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့စစ်အခြေခံသဘောတရားမှာကျွန်တော်တို့တင်ကြားခဲ့ရတဲ့ဒါရန်သူလက်နက်မိမိလက်နက်ဆိုတဲ့ဟာကိုဒါအာရခတ်တပ်တော်ကတကယ်ကိုလက်တွေ့တိတိကျကျနော်ဟိုတော်လိုင်းရဲ့အဖွဲ့အစည်းတွေမှာတော့ရန်သူစီကသိမ်းဆီးရမိတဲ့လက်နက်တွေကိုရန်သူလက်နက်မိမိလက်နက်ဖြစ်အောင်ဗျူဟာကြကြအသုံးပြုနိုင်တာတွေလည်းရှိသလို တချို့ကျွန်တော်တို့ရဝန်တွေမှာဆိုလို့ရှိရင်တော့ပြင်ဒီချင်မုံရိုင်ဖယ်အဲလောက်ကလွယ်လို့ရှိရင်ဂျန်တဲ့ဟာတွေကိုစနစ်တကျအာကျွန်တော်တို့ဟိုပေါ့နော်တီးကြကြနဲ့ယူအောင်မြောက်အသုံးပြုနိုင်ခြင်းအဲမရှိသေးတာလို့လည်းကျွန်တော်တို့တွေးကြရတယ်ပေါ့ရန်သူလက်နက်ကိုကျွန်တော်တို့ကမိမိလက်နက်ကိုဖြစ်အောင်အသုံးချနိုင်ဖို့အတွက်ဆိုရင်တော့နံပါတ်1ကလက်နက်ရှိအောင်လည်းကျွန်တော်တို့မရဘူးခင်ဗျ ဒီလက်နက်ရဲ့အအမျိုးအစားသဘောတဘာဝဓာတ်တွေကိုကျွန်တော်တို့ကစာရွေးအားဖြင့်လည်းကျွန်တော်တို့နားလည်သဘောပေါက်ဖို့လိုအပ်တယ်။နောက်ပြီးတဲ့အခါမှာလက်တွေ့အားဖြင့်လည်းကျွန်တော်တို့ဓာတ်တွေကိုအဒါကျွမ်းကျင်တဲ့ပညာရှင်တွေကနေပြီးတော့မှအစနစ်တကျပြန်လဲတင် जा မြောက်ရေးပေးဖို့ရအတွက်လိုအပ်ပါတယ်။အဲ့ဒီရဲ့ကျွန်တော်တို့ဒီစနစ်ကြတဲ့အတင် जा ပေးမှုနဲ့တင် जा ပေးမှုအခံယူရခြင်းမခံယူရခြင်းဟာလေဒါကျွန်တော်တို့အတွက်လက်ရှိတာ ရန်သူလက်နက်ကိုမိမိလက်နက်အဖြစ်အသုံးပြုတဲ့နေရာမှာအကြီးမားဆုံးစင်ခုံမှုဖြစ်ပါတယ်ခင်ဗျအဲဒီစနစ်တကျတင်ကြားခံတင်ကြားမှုရရှိဖို့ရာအတွက်လေ့လာဖို့ရရှိဖို့ရာအတွက်ကကိုကျွန်တော်တို့တော်နိုင်ရေးအင်အားစုတွေအတွက်ကအဲတစ်ခါလေကြတော့ကြီးမားတဲ့စင်ခုံမှုဖြစ်နေတတ်တယ်အဲ့တော့အဲ့လိုအဲ့တော့ခါကျတော့ဟုတ်ပြီစနစ်တကျတင်ကြားမှု အော်မရဘူးဆိုလို့ရှိရင်ရောဒါတွေကိုကျွန်တော်တို့ငုတ်တုတ်ထန်ကြည့်နေမှာလားဆိုပြန်တော့လေမဟုတ်ပါဘူးစောစောပြောဆိုလို့ပဲတခါတလေကျတော့ကျွန်တော်တို့မော်ဆိုးစိုင်တင်ပေါ့နော်မော်ဆိုးစိုင်တင်တိုက်ပွဲထဲမှာပဲဒါကိုကိုတိုင်လက်တွေအသုံးပြုပြီးတော့မှဒီတွေ့ကြုံလာရတဲ့ကျွန်တော်တို့အခက်အခဲတွေအမာအယွန်းတွေအာနိုင်ချက်တွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့မှအဟို self learning ပေါ့နော်အဲကျွန်တော်တို့တူချင်းကြံစသောအားဖြင့်လေ့လာသင်ယူလို့လည်းရပါတယ်။ online အင်အားစုတွေမှာဟိုကျွန်တော်တို့စက်ယုံဆိုတာ မရှိဘူးလေနော်စိတ်ယုံဆိုတာမရှိဘူးအဲ့တော့ကကြတော့ဟိုနှစ်ခုစလုံးအားဖြင့်ဒါကျွန်တော်တို့အဲစဉ်းစားချင်းချိန်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကြီးပါပဲပေါ့နော်အဲ့တော့ပထမတစ်ခုကတော့စောစောကပြောသလိုဒါကျွန်တော်တို့ campaign နေအဲလောက်ကြရတယ်เนาะကျွန်တော်တို့ပတ်စံနေရှာကြရတယ်လက်နက်ခင်းရင်နေကျွန်တော်တို့ဝေယူကြရတယ်ဒါလည်းကျွန်တော်တို့အရေးကြီးပါကျွန်တော်တို့အရေးကြီးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နေရာဒေတာတိုင်းမှာတမယိုးကြစစ်နေဟိုအပေါင်းချပြီးတော့မှကျွန်တော်တို့စကန်သိန်း အမ်ညိုဒိန်းဆိုတဲ့ဟာမျိုးကကျွန်တော်တို့အများအမ်းမပေါ်ဆောင်နိုင်ဘူးလေနော်အဲ့တော့အဲဒီလိုအကန့်အသတ်အခြေအနေမျိုးမှာအဲဒါညိုဒိန်းရွာဒိန်းဆိုတာအများအမ်းကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမစင်နွဲနိုင်တဲ့အခါမှာလိုအပ်လာတဲ့လက်နက်ခဲယံကိုတော့ပြင်စောစောပြောတဲ့ကျွန်တော်တို့ကမ်ပိန်းကြီးအာ ဒီပါရောက်မြန်မာတွေရဲ့ကျွန်တော်တို့ထဲဝင်ကူညီမှုတွေပြည်တွင်းကကျွန်တော်တို့ပြည်သူလူထုတွေရဲ့ထဲဝင်ကူညီမှုတွေနဲ့ကျွန်တော်တို့အသက်ဆက်ကြရမှာပါပဲအဲ့တော့ဒီအရာတွေကိုကျွန်တော်တို့အရင်ပြုပြီးတော့မှအဲတစ်ဖက်မှာတော့ဖြစ်နေရန်သူကို အထိနာအောင်เนาะကျွန်တော်တို့ရန်သူစီကနေပြီးတော့မှအမျက်ထွက်အောင်เนาะဒါကျွန်တော်တို့ကအရင်တစ်ခုကိုအရင်ပြုပြီးတော့မှရန်သူကိုအမျက်ထွက်အောင်ကျွန်တော်တို့ကအဲတိုက်ပွဲတွေဆင်နွှဲနိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပါပဲခင်ဗျပြည်သူလူထုပေါ်အကျိုးသက်ရောက်မှုပေါ့เนาะအဲအင်မတန်အားဖြစ်ပါတယ် เนาะဟိုကျွန်ဟိုကျွန်တော်တို့ solution ဒါဒီဟိုဗီဒီယိုဖိုင်ကိုဟိုမကြာခဏပြန်ကြည့်ပြတယ်ပေါ့เนาะအဲလေ့လာစရာတွေလည်းရှိတယ်ကျွန်တော်တို့အဲတင်ယူစရာတွေလည်းရှိတယ်အဲဒါမျိုးတွေပေါ့เนาะတဖန်ကျွန်တော်တို့ပြည်သူလူထုကိုယ်တိုင်မှာ solution လည်းဒါတွေကကျွန်တော်တို့အင်မတန်အားရစရာကောင်းတယ်အင်မတန်အားရစရာကောင်းတယ်နှစ်ထောင်အားရ အာရှိတယ်ဆောစောကကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဂျန်နဲ့ကြရတယ်အားရတယ်ဆိုတာကလူအသက်တွေတည်လို့ကျွန်တော်တို့ကဂျန်နဲ့အားရတာမဟုတ်ပါဘူးနော်လူအသက်တွေတည်လို့ကျွန်တော်တို့ဂျန်နဲ့အားရတာမဟုတ်ဘူးကျွန်တော်တို့ကမတရားမှုကိုတောက်လျှောက်ကျူးလွန်နေခဲ့တဲ့ဒါအကြမ်းဖက် institution တစ်ခုကိုထိထိရောက်ရောက်ဒါကျွန်တော်တို့အာခြေမုံနိုင်တဲ့ဟာက ကျွန်တော်တို့အခုလိုမျိုးနိုင်ငံရေးမိုးလေဝသတွေပြင်းထန်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြည်သူလူထုအတွက်အင်မတန်မှကျွန်တော်တို့အားတက်စေ ဲ့တော့ပြည်သူလူထုတွေလည်းမကအောင်ဗျ။နော်ပြည်သူလူထုတွေလည်းမကအောင်။တကယ်နောက်ထပ်အတက်စေတဲ့အမှာဘာပါတယ်ဆိုတဲ့အခါမှာဟိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေလည်းအင်မတန်အတက်ရတယ်နော်။ငါတို့သာဆိုလို့ရှိရင်ဘလို့ဟိုတိုက်ကြမလဲ။သူများတွေကတော့ဖြင့်ဒီလိုတိုက်သွားပြီ။ငါတို့သာဆိုရင်ဘလို့တိုက်မလဲ။ငါတို့သာဆိုလို့ရှိရင်ဘလို့အမိန်ပေးကော့ကဲမလဲ။ငါတို့သာဆိုလို့ရှိရင်အဲသူတို့ကိုကြည့်ပြီးတော့မှငါတို့သာဆိုလို့ရှိရင်ဘလို့တက်ကိုစုဖွဲ့မှုလုပ်မလဲ။ဆိုတာတွေကိုလည်းကျွန်တော်တို့ကတွေးလို့ရတယ်လို့ နော်စစ်ကိုစစ်နဲ့တူအောင်တိုက်သွားတဲ့အခါမှာအာဒီလိုအောင်ဝဲတွေရပါလားဆိုတဲ့အသိဉာဏ်အလင်းပွင့်မှုကိုပါဒါကျွန်တော်တို့ရရှိစေပါအဲ့တော့အဒီခုလိုမျိုးကျွန်တော်တို့ဒါအာရခတ်တတော်ရဲ့အောင်မြင်မှုဟာဓာရိုက်အဖြစ်တော့ဒါကျွန်တော်တို့အာရခတ်တတော်မှာပဲအကျိုးရှိတယ်လို့အထင်ကောင်းထင်ရပေမယ်လို့ကျွန်တော်တို့အဒီတော်လန်ကြီးထဲမှာကျွန်တော်တို့ပါဝင်နေတဲ့တီတူတူအားလုံးအတွက်ရောတော်လန်ကြီးအင်အားစုတွေအားလုံးအတွက်ရောဒါ တွေးစီရအတွေးတွေနဲ့ကျွန်တော်တို့လုပ်အောင်မဲ့အလုပ်တွေတတိတန်းကြီးကျွန်တော်တို့အပေါ်လာစေပါအဲနောက်တစ်ခုကတော့လက်ရှိဒါကျွန်တော်တို့အတရုတ်နိုင်ငံရဲ့အဖိအားဖြစ်ပါတယ်အဲ့တော့အဒီနေရာမှာကျွန်တော်တို့အများတန်းပြောသလိုပါပဲအကျွန်တော်တို့အဓိကအင်အားတော့ဖြင့်ကျွန်တော်တို့ပြည်သူလူထုမှာပဲရှိပါတယ်နော်ကျွန်တော်တို့ရဲ့လက်ရှိအတော်လန်ကြီးဟာဘယ်နိုင်ငံရဲ့မြောက်ထိုးပင့်ကော် လုံပေးမှုကြောင့်မို့လို့ကျွန်တော်တို့တော်လန်ကြတာမဟုတ်ဘူးဘယ်နိုင်ငံကမှကျွန်တော်တို့ကိုမလုံပေးလို့ကျွန်တော်တို့တော်လန်ခဲ့ကြတာမဟုတ်ဘူးအဲအဲ့ဒါလိုပဲဘသူကမှတောင်မှကျွန်တော်တို့ကိုမြောက်ပေးလို့ကျွန်တော်တို့တော်လန်ခဲ့ကြတာမဟုတ်ဘူးဆိုရင်ဘသူကပဲကျွန်တော်တို့ကို တားဆီးနေစေခါမို့ကျွန်တော်တို့ပြည်သူတွေလူထုဘက်ကဒီရဲ့အကြမ်းဖက်စစ်တပ်ကိုဒီအချိန်မှာနိုင်ရှိတန်အောင် လုပ်မယ်ဆိုတဲ့တန်တိတ်ထန်ခိုင်မာနေတဲ့ရွေးကတော့ကျွန်တော်တို့ ဒါဘယ်နိုင်ငံရဲ့ဖိအားကိုမဆိုကျွန်တော်တို့ကြံ့ကြံ့ခံနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့တော့ပြည်သူသားလင်အဓိကဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုရဲ့ဒါကြံ့ကြံ့ခံမှုအားပေးမှုနဲ့ကျွန်တော်တို့တော်လှန်ရေးခရီးကတာထွက်ခဲ့တာဒီနေ့ဒီအချိန်ဒီနေရာကိုရောက်ရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ဘယ်သူကမှမြောက်ပေးလို့လည်းလုပ်တာမဟုတ်ဘူးအဲ့တော့အဲ့လိုပဲကျွန်တော်တို့ဘယ်သူကပဲတာတာကျွန်တော်တို့ရဲ့တော်လှန်ရေးအချိန်ကရပ်တန့်သွားမှာတော့မဟုတ်တခုတော့ရှိတာပေါ့ဗျာဟိုကျွန်တော်တို့ဟိုပြင်ပတော့ယောဂတွေကျင်းတယ် ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်လိုင်းကြီးကညော်မှန်းထားတာတက်ပို့ပြီးမြန်မြန်ဆန်ဆန်အောင်ပွဲဆင်နိုင်မှာပေါ့အဲပြန်ပပယောဂတွေရှိလာတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့မူလရည်မှန်းထားတဲ့ကာလထက်ကျွန်တော်တို့နည်းနည်းလေးနောက်ကျသွားတာနှီးကွေးသွားတာမျိုးလေးလံသွားတာမျိုးတော့ရှိကောင်းရှိနိုင်မယ်ဒါပေမဲ့ကျွန်တော်ရေးကြီးပြောရတာကတော့ရက်တန်သွားမှာမျိုးကတော့လုံးဝရှိလာစရာအကြောင်းမရှိဘူးလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်အဲဒါ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒါကျွန်တော်တို့ဒီစီမံခန့်ခွဲမှုအောက်မှာလေဒါကျွန်တော်တို့တတ်နိုင်သမျှကျွန်တော်တို့ချိတ်ဆက်မှုတွေပူပေါင်းဆောင်ရွက်မှုတွေအဲလုပ်နေကြတယ်ဒါအပြင်ခုစောစောကကျွန်တော်တို့ဒီအကောင့်လက်ရှိအကောင့်ထဲပေါ်ဆောင်ဆောင်ရွက်နေတဲ့အဲဂျာကာလာအစီအမံဆိုတဲ့ဒီ platform ကနေလေဒီမန္တလေးဒေသအတွင်းမှာရှိနေတဲ့တော်လိုင်းရေးအားစုတွေရောနိုင်ငံရေးအားစုတွေရောနဲ့ကျွန်တော်တို့အဲ ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ဆောင်ရွက်နေကြပါတယ်အဲ့တော့ကိုယ်အရင်ကတည်းကရင်ဒီမန္တလေးဒေသအတွင်းမှာရှိတဲ့တော်လိုင်းရင်အင်အားစုတွေနိုင်ငံရင်အင်အားစုတွေကအလုပ်တွေအတူတူလုပ်ပြီးတော့မှနင်းနင်းကက်ကက်ကျွန်တော်တို့ရှိခဲ့ကြပြီဖြစ်ပါအဲ့တော့တော်လိုင်းရင်မတိုင်ခင်ကတည်းကရင်ကျွန်တော်တို့တချို့လူတွေနဲ့တချို့သောအဖွဲ့အစည်းတွေဆိုလို့ရှိရင်ဒါကျွန်တော်တို့တော်လိုင်းရင်မတိုင်ခင်ကတည်းကရင်ယင်းနီးခဲ့ကြတဲ့လူတွေကျွန်တော်တို့အလုပ်အတူတူလုပ်ခဲ့ကြတဲ့လူတွေဖြစ်ပါ ဒီတော်နိုင်ရေးအခြေအနေမှာဒါလည်းရင်တချို့လူတွေကကျွန်တော်တို့တခြားဒေသတွေကိုရောက်သွားတယ်တချို့လူတွေကစီးရီးမှာတာဝန်ထမ်းဆောင်တယ်တချို့လူတွေကကျွန်တော်တို့ဒါနိုင်ငံရေးကဏ္ဍတွေမှာကျွန်တော်တို့အကြမ်းဖက်အာဏာပိဆိုင်ရေးလှုပ်ရှားမှုတွေမှာကျွန်တော်တို့ပါဝင်ကြရတယ်လို့ရှိတယ်အဲ့တော့အရင်ကတည်းကကျွန်တော်တို့ကအာယင်းနီးကျွမ်းဝင်ကျွန်တော်တို့အလုပ်တွေအတူတူတွက်လုပ်ခဲ့ပြီးသားအခြေအနေရနေပြီးတော့ဒီတော်နိုင်ရေးကာလမှာလည်းကြာရတာဝန်တွေကိုကျွန်တော်တို့ထမ်းဆောင်နေကြတာဖြစ်အဲ့တော့ဟို တချို့သောအခြေအနေမှာတော့ဒါကျွန်တော်တို့ကလုပ်ငန်းတာဝန်တွေမတူတဲ့အတွက်ကြောင့်မို့လို့အဲခွဲပြီးအလုပ်လုပ်နေရတယ်ဆိုပေမဲ့လို့အခုလိုမျိုးကျွန်တော်တို့ဂျာကာလာအစီအမံဖြစ်လာတဲ့အခါမှာတော့ဖြင့်တူရတူရတွေကျွန်တော်တို့စုစည်းပြီးတော့မှနော်ဒါကျွန်တော်တို့ဒီ platform တစ်ခုထဲမှာဒီစုံရက်တစ်ခုပေါ်မှာအားလုံးစုစည်းပြီးတော့မှအအလုပ်အကင်တွေကျွန်တော်တို့တော်လရေးလုပ်ငန်းတွေကိုလုပ်ကင်နေကြပါတယ်ခင်ဗျအဲ့တော့ပြည့်ပြည့်စုံပြီလားလို့ပြောလို့ရှိရင်တော့ကျွန်တော်တို့ပြည့်ပြည့်စုံတဲ့အခြေအနေကိုတော့ကျွန်တော်တို့မရောက်ရှိသေးပါဘူးကျွန်တော်တို့ဆက်လက်ပြီးစူးစမ်းကြရပါတော့မယ်ဒါပေမဲ့ ကျွန်တော်တို့ပြောနိုင်တာကတော့ကျွန်တော်တို့မှာစနစ်ကျတဲ့ကျွန်တော်တို့ဒီလမ်းစာတစ်ခု platform တစ်ခုအစီအမံတစ်ခုကိုတော့ပြင်ကျွန်တော်တို့ကအဲတင်မိထားပြီလို့ကျွန်တော်တို့အနေနဲ့ဆိုနိုင်ပါတယ်ခင်ဗျ။ဟုတ်အဲဒီအုတ်ချွေရေးကိစ္စဆိုတာကျွန်တော်တို့စက်တိုက်တာထက်ပိုပြီးတော့မှအဲခက်ခဲပါတယ်နော်အဲစက်တိုက်တယ်ဆိုတဲ့ကိစ္စမှာကျတော့ကျွန်တော်တို့ကအဖြူအမဲပဲရှိတယ်အဲရန်သူနဲ့အဲမိမိဆိုတာပဲကျွန်တော်တို့ကရှိတယ်ပေါ့နော်။အုတ်ချွေရေးမှာကျတော့ကျွန်တော်တို့ကအဲ့လိုဟိုမဟုတ်တော့ဘူးပေါ့နော်။အုတ်ချွေရေးဒီကျွန်တော်တို့ကဟို ရန်သူနဲ့ကိုနဲ့ဆက်ဆံရတာမဟုတ်ဘူးကိုနဲ့ပြည်သူနဲ့ဆက်ဆံရတာဖြစ်တယ်အဲ့တော့ကျတော့စစ်တိုက်ရတာတက်ကိုကျွန်တော်တို့ကအာနုညံ့နဲ့တိမ်မွေတယ်နောက်ပြီးတဲ့အခါမှာကျွန်တော်တို့အာတချို့သောအခြေအနေတွေမှာဆိုလို့ရှိရင်ဒါဟိုစနစ်တကျနဲ့ကျွန်တော်တို့အချိန်ပေးပြီးကင်တွေရမှာရှိတယ်ပေါ့အဲ့တော့အအရင်ကတော့ကျွန်တော်တို့ဟိုပြောလို့ရှိရင်တော့ဒါပြည်သူလွတ်မြောက်နေမြေတွေဆိုတာကအာဒါကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းအင်အားစုတွေအတွက်အဲကျွန်တော်တို့ကဟို ရေပေါ်မှာအယုတ်ရေးသလိုပဲမရှိခဲ့ဘူးပေါ့ဗျာเนาะအဲ့တော့ PDF တွေရောအဲ NUG ရောเนาะအဲလွတ်တော်အမတ်တွေရောအကုန်လုံးတော်ထဲမှာပဲနေကြရတာလीเนาะတော်ထဲမှာပဲနေကြရတယ်ကိုဘဝအဝိုင်းလေးနဲ့ပဲအဲနေကြရတယ်เนาะရန်သူနဲ့မိမိဆိုတာပဲရှိတယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ကစစ်စင်ရေးတွေအချိန်ကောင်းလာပြီးတော်လရင်ခီးအချိန်ကြာမြင့်လာတဲ့အခါမှာဒါကျွန်တော်တို့အဲတော်လရင်အင်အားစုတွေဘက်ကနော် လွတ်မြောက်နေမြေတွေစွန့်မိုးနေမြေတွေเนาะတိတိပပကျွန်တော်တို့ကပေါ်ထုတ်လာနိုင်အဲ့လိုပေါ်ထုတ်လာနိုင်တဲ့အခါမှာကျွန်တော်တို့ကဒီဒေတာတွေမှာရှိတဲ့အာပြည်သူလူထုပေါ့เนาะအာပြည်သူလူထုပါကျွန်တော်တို့ပါဝင်လာအဲ့တော့ကျွန်တော်ဒါအုတ်ချုပ်ရေးကဏ္ဍတွေကစောစောကကျွန်တော်ရှင်းပြသလိုပဲစစ်တိုက်တာတဲ့ကျွန်တော်တို့လက်ဝင်ပါလေအဲပို့ပြီးတော့မှလည်းခတ်ပါเนาะအဲ့တော့ဒီဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ဒီအဲရရှိပြီးသားကျွန်တော်တို့ရဲ့အဲနေမြေတွေမှာ နံပါတ်1ကျွန်တော်တို့တည်ငြိမ်အေဂျင့်မို့ရရှိစေဖို့ရာအတွက်နော်နောက်နံပါတ်2အနေနဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့အစီဝါရေးလုပ်ငန်းတွေသို့မဟုတ်ဒါပြည်သူလူထုရဲ့ပြည်သူလူထုရဲ့စီဝါရေးလုပ်ငန်းတွေအလုပ်အကိုင်ခွင့်လန်းတွေအဲကျွန်တော်တို့အတိုင်းအတာတစ်ခုတည်းကျွန်တော်တို့အဖြစ်စည်းနိုင်ဖို့နောက်နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်ဒါပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းစဉ်တွေကျွန်တော်တို့ကျန်းမာရေးတွေပါမယ်ပညာရေးတွေပါမယ်ဒါတွေကကျွန်တော်တို့အေးအင်မတန်ကြီးပါတယ် နော်ကျွန်တော်တို့စစ်တိုက်နေလို့ဆိုပြီးတော့ကျွန်တော်တို့ဂျမရေးကဏ္ဍကိုကျွန်တော်တို့ရက်ထားလို့မရဘူးစစ်တိုက်နေလို့ဆိုပြီးကျွန်တော်တို့ဒီပညာရေးကဏ္ဍကိုကျွန်တော်တို့မေ့ထားလို့မရဘူးအဲ့တော့စောစောကျွန်တော်ပြောခဲ့သလိုပဲနံပါတ်1အချက်အနေနဲ့ဆိုရင်တော့ဒါပြည်သူလူမျိုးနေမြေတွေမှာဒါတရားဥပဒေအဲဆိုမိုရေးအတည်ငြိမ်အကြံမှုအရှိစေရေနောက်နံပါတ်2အနေနဲ့ဆိုလို့ရှိရင်ဒီအဲ့ဒီ data အတွင်းမှာရှိတဲ့ဒါပြည်သူလူထုရဲ့အဲစောင့်ဝင်နေရေးနဲ့အဲလူမှုဘဝကျွန်တော်တို့အဖူလုံမှု ရှိစီရေနောက်နံပါတ်3အချက်အနေနဲ့ဆိုရရှင်တော့ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းစဉ်တွေပညာရေးကျန်းမာရေးအစရှိတဲ့ဒီလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့အာအတက်နိုင်ဆုံးကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်ဖို့ကျွန်တော်တို့လိုအပ်ပါတယ်เนาะအဲကျွန်တော်တို့အမြဲတမ်းပြောသလိုပဲတော်လန်ရေးအင်အားစုတွေဟာရေတဲ့ဒါငားတွေဖြစ်ပါပြည်သူလူထုဟာရေဖြစ်ပါเนาะရေနဲ့တူတဲ့ပြည်သူလူထုက တက်တဲလာတယ်ရင်နဲ့တူတဲ့ပြည်သူလူထုကနေပါလာတယ်ရင်နဲ့တူတဲ့ပြည်သူလူထုကဒီငားတွေကိုလက်သက်မခံတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေငားနဲ့တူတဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘလို့နည်းနဲ့မှကျွန်တော်တို့ရပ်တန့်လို့မရအောင်အဲ့တော့ကျွန်တော်အစီရေးအရာကျွန်တော်တို့လွံ့မြောက်နေမြေတွေကျွန်တော်တို့အဒီစုံမိုးနေမြေတွေစီရေးအရာပေါ်ဆောင်လာနိုင်တဲ့အခါအနောက်ကနေပြီးတော့မှလည်းစနစ်ကျတဲ့အုပ်ချုပ်ရေးရန်ရာတွေက စင်တဲ့ပါဝင်နိုင်မှုကျွန်တော်တို့လိုအပ်ပါတယ်။စနစ်ကျတဲ့အုတ်ချွေရန်တရားတွေကျွန်တော်တို့မဝင်ရောက်နိုင်ဘူး။ပြည်သူလူထုရဲ့အသံကိုနားမစွန့်နိုင်ဘူး။ပြည်သူလူထုကိုကျွန်တော်တို့ဖြည့်ဆည်းပေးနိုင်တော့မဖြည့်ဆည်းပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့စစ်ရေးအရာတော့အောင်ရလိမ့်မယ်။ဒါပေမဲ့နိုင်ငံရေးအရာတော့ကျွန်တော်တို့ရှုံ့နိုင်ပါလိမ့်မယ်။ဒါကျွန်တော်တို့လက်ရှိအခြေအနေမှာကျွန်တော်တို့ဟိုမရှိတာတော့မဟုတ်ပါဘူးခင်ဗျဒါလက်ရှိမှာဆိုလို့ရှိရင်လည်းဒါအမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့မှာ ဒါကျွန်တော်တို့နေမြေတစ်ခုကိုအသိမ့်ပိုက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုဘယ်ပုံစံမျိုးနဲ့ကျွန်တော်တို့အုတ်ချွေရန်တရားဝင်မလဲဘယ်လိုစနစ်တကျဆောင်ရွက်မလဲဆိုတာကအဲ guideline တွေနဲ့ SOP တွေနဲ့ကိုအစဉ်စဉ်တော့ဒါကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့အဲဒီရန်တရားမှာတောင်းမရှိတဲ့လူတွေကိုစီစဉ်ညွှန်ကြားထုတ်ပြန်ထားပြီးဖြစ်ပါအဲ့တော့ဒီထုတ်ပြန်ချက်တရားဆိုလို့ရှိရင်ဒါကျွန်တော်တို့အချိန်ကာလညားစွာအချိန်ယူပြီးတော့မှစနစ်တကျကျွန်တော်တို့ရေးဆွဲထားခြင်းဖြစ်ပါ အဲတခုပဲဗာလဲဆိုတဲ့အခါမှာမြေပြင်လက်တွေ့မှာစနစ်တကျအကောင့်ထဲပေါ်နိုင်ခြင်း ရှိမရှိဆိုတဲ့ဟာပဲကျွန်တော်တို့အဲအဓိကစကားပြောသွားလိမ့်မယ်ပေါ့နော်ကျန်တဲ့ဟာမှာတော့ကျွန်တော်တို့ဒီတိုင်းရင်းသားမဟာမိတ်အဲပါဝင်တဲ့ကျွန်တော်တို့ဒေတာပဲဖြစ်ဖြစ်တိုင်းရင်းသားမဟာမိတ်မပါဝင်ပဲနဲ့ကျွန်တော်တို့ဒီဟို NUG ရဲ့နော်စီမံအောက်ချုပ်မှုအောက်မှာရှိတဲ့ဒေတာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဘယ်လိုပုံစံမျိုးနဲ့ဒါကျွန်တော်တို့အလုပ်လုပ်ရမယ်နော်ဘယ်လိုမျိုးပူပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ကိစ္စတွေဒီဒါအစောကြီးကာလတည်းကတည်းကစနစ်တကျထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါ အခုလက်ရှိကျွန်တော်တို့ဒီဂျာကာလအစီအမံဒါဆိုတဲ့ကိစ္စကလည်းကျွန်တော်တို့ဒီဘဟုမှာရှိနေခဲ့တဲ့ဒါ NUG အစိုးရ ရဲ့ကျွန်တော်တို့တချို့သောအခြေအနေတွေမှာကျွန်တော်တို့ဒါမန္တလေးဒေသအနေနဲ့အဲကြားကန်ဝီယူပေးဖို့ကျွန်တော်တို့လိုအပ်နေတိုင်းနဲ့ quality တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ရာအတွက်ကိုအဲစီမံကြခြင်းဖြစ်ပါတယ်ဟုတ်အလိုအပ်ပါတယ်နော်စည်ရေးအရာကျွန်တော်တို့ကြည်ကြပြပြအောင်မြင်လာတဲ့အခါမှာနိုင်ငံရေးအရာလည်းအဲကျွန်တော်တို့အကျိုးသက်ရောက်မှု ိုကျွန်တော်တို့ရှိဖို့လိုအပ်တယ်နိုင်ငံရေးအရာလည်းကျွန်တော်တို့အောင်မြင်ဖို့လိုအပ်တယ်စီးရေးအရာပဲအောင်မြင်ပြီးနိုင်ငံရေးအရာကျွန်တော်တို့ကကြရှုံးနေလို့အရာဒါကြောင့်မလို့လည်းအခုလက်ရှိဒါကျွန်တော်တို့မန္တလေးဒေသအတွင်းမှာဆိုလို့ရှိရင်ဒါဂျာကာလာအစီအမံနဲ့ပတ်သက်ပြီးတော့မှစနစ်တကျစီမံလာကြတာဖြစ်ပါအဲ့တော့အာဒီလိုမျိုးကျွန်တော်တို့စီးရေးအရာရောနိုင်ငံရေးအရာရောပြင်ဆင်မှုတွေအားဆိုလို့ရှိရင်ကျွန်တော်တို့ဒါတခြားသောတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေပဲဖြစ်ဖြစ် တိုင်းရင်းသားအဲတရက်လုံးအတွက်ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဟိုစဉ်းစားဟိုစိုးရိမ်စရာမဟုတ်ပါဘူးအဓိကတော့ကျွန်တော်တို့တခုစစ်မှန်နေတဲ့ကိစ္စတွေဒီဒါဟိုအဓိကတော့စစ်ကောင်စီကိုကျွန်တော်တို့အဲဒါပြီးတိုင်ချုပ်ငင်းစီအတွက်ကိုကျွန်တော်တို့ရည်ရွယ်ပြီးလုပ်ချင်းဖြစ်ပါအဲ့တော့ကျွန်တော်တို့ဒါစက်ကောင်စီရဲ့ရန်ရရားတွေကိုကျွန်တော်တို့ဖြိုဖျက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်စနစ်ကျတဲ့ကျွန်တော်တို့ပြည်သူလူထုဝန်ဆောင်မှုတွေနဲ့ပြည်သူလူထုအုပ်ချုပ်ရေးရန်ရရားတွေဝင်ရောက်နိုင်ဖို့အတွက်ဖြစ်ပါတယ်။အဲ့တော့ဒီမြေပြတ်မှာ ဗမာတိုင်းရင်းသားအများစုရှိတဲ့ဒါကျွန်တော်တို့မန္တလေးဒေသပဲဖြစ်ဖြစ်မန္တလေးဒေသလို့ပဲခေါ်ခေါ်မြေပြန့်လို့ပဲခေါ်ခေါ်ဒီရဲ့အမြေပြန့်ဒေသတွေမန္တလေးဒေသတွေအတခြားကျွန်တော်တို့အညာအစရှိတဲ့ပြင်ပေါ့နော်ဒီဒေသတွေမှာကျွန်တော်တို့ရဲ့အောင်မြင်မှုတွေဟာတိုင်းရင်းသားဒေသတွေရဲ့အောင်မြင်မှုနဲ့အတူတူပဲဖြစ်ပါအခုလက်ရှိကျွန်တော်တို့ကာလလိုပဲဖြစ်ပါအခုလက်ရှိမှာဆိုရင်ပိုင်ရန်သားတော်လိုင်းရင်အားစုတွေရဲ့ကျွန်တော်တို့တော်လိုင်းရင်မှာအောင်မြင်မှုတွေကျွန်တော်တို့ အားရစရာကောင်းတယ်တိုင်းရင်းသားနေမြေတွေမှာကျွန်တော်တို့လွတ်မြောက်နေမြေတွေအများကြီးထွက်ပေါ်လာတယ်အဲ့တော့တိုင်းရင်းသားနေမြေတွေရဲ့လွတ်မြောက်မှုတွေနဲ့အောင်မြင်မှုတွေဟာကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးအင်အားစုတွေနဲ့မြေပြန်ကကျွန်တော်တို့လူတွေအတွက်เนาะဟိုအကျိုးရှိစေသလိုပဲကျွန်တော်တို့မြေပြန်ကနိုင်ငံရေးအရာစီးရေးအရာပြင်ဆင်မှုတွေနဲ့ကျွန်တော်တို့အောင်မြင်မှုတွေဟာဆိုလို့ရှိရင်လေကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုတစ်ရက်လုံးအတွက်ဒါကျွန်တော်တို့အောင်မြင်မှုဖြစ်တည်မှုအညာမညာဖြစ်မှုပဲဖြစ်ပါ ဲ့တော့အားလုံးဟာကျွန်တော်တို့ဒီတော်လိုင်းရေးအတွက်မှာဒါအကန့်ကျွမ်းပြီးကျွမ်းကိုင်းပြီးအနေထားနဲ့ပဲဒါကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ဘုံရံသူဖြစ်တဲ့အကျန်းဖက်စစ်တပ်ကိုကျွန်တော်တို့ဖြိုဖျက်နိုင်ဖို့အတွက်ကိုပဲဦးတည်တော်မှာဖြစ်ပါတယ်